ဖိလစ်ပိုင်တမရဟောင်းဒူတာတီကို ICC စတင်စစ်စိမ်လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်တာဝန်ရှိတဲ့ဆိုတဲ့ဆိုဆွဲခြင်းနဲ့မနီလာမြို့မှာဖမ်းဆီးခံလိုက်ရတဲ့ဖိလစ်ပိုင်တမရဟောင်းရိုထရီဂိုဒူတာတေကိုမတ်ဆယ်လရနေ့ကနိုင်ငံတကာရာဇဝတ်တရားရုံး ICC မှာတရားသူကြီးတွေက ပထမဆုံးအကြိမ်ဗီဒီယိုနဲ့စတင်စစ်ဆေးမေးမြန်းခဲ့ပါတယ်။အသက်89နှစ်အရွယ်ဖိလစ်ပိုင်တမရဟောင်းဒူတာတေကတရားသူကြီးတွေဆက်ဆေးတာကို ICC ထိန်းသိမ်းရေးစင်တာကနေ ဗီဒီယိုအွန်လိုင်းစနစ်နဲ့တက်ရောက်ခဲ့တာပါဆွဲချက်တင်စစ်ဆေးကြားနာတာကို လာမယ့်စက်တင်ဘာ25ရက်နေ့မှာဆက်လက်လှုပ်ဆောင်သွားမယ်လို့ ICC ကကြေညာပါတယ်ဆွဲချက်တင်ဆက်စေးတဲ့ရွယ်ချက်ကဆွဆွဲခံရသူဟာဆွဆွဲချက်ထဲမှာပါတယ်ရသောမှုတွေကိုကျူးလွန်ခဲ့တာရှိမရှိတေချာအောင်အတိပြုဖို့ဖြစ်တယ်လို့ဆိုပါတယ် ဆွဲကြအားလုံးဒါမှမဟုတ်တစိမ့်တစ်ပိုင်းကိုအတည်ပြုနိုင်မယ်ဆိုရင်အမှုကိုဆက်လက်ဆောင်ရွက်ဖို့ ICC ရဲ့တရားစွဲဆိုချက်ရုံးကိုလွှဲပြောင်းပေးမှာဖြစ်ပြီးတရားရုံးကနောက်ဆက်တွဲအစီအုံချိန်တွေကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ ICC ရဲ့မတ်ဆလေးရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။တမ်မရဟောင်းဒူတာတေးဟာဒါဘိုမျိုးတော်ဝန်ဖြစ်တာဝန်ယူခဲ့စဉ်နဲ့တမ်မရအဖြစ်တာဝန်ယူခဲ့စဉ်က မူရင်းစေဝါနိုင်နေရေးစီမံချက်တွေမှာတန်တရားရှိသူတွေကိုတရားစီရင်ဆက်ဆဲတာမရှိဘဲတက်ဖြတ်ခဲ့တာကြောင့်အဲ့ဒီလောက်ရဟာလူသားဖြစ်တည်မှုကိုစာကျင်တဲ့ရသောမှုဖြစ်2018ခုနှစ်ကလေးက ICC ကစုံစမ်းဆက်ဆဲပြီးဖဲဝရန်ထုတ်ခဲ့တာပါ ICC ကစုံစမ်းဆက်ဆဲပြီးဖဲဝရန်ထုတ်ခဲ့တာပါသူက2025ခုနှစ်မတ်17ရက်နေ့ကဟောင်ကောင်ကနေအပြင်မနီလာလေးဆိုင်မှာဖမ်းဆီးခဲ့တာဖြစ်ပါတယ် သူသားသေးလို့ပဲမြန်မာစစ်ကောင်းဆောင်ဘုံချုပ်မှုကြီးမင်းအောင်လှိုင်ကလည်း2016နဲ့2019ခုနှစ်အတွင်းရခိုင်ပြည်နယ်ကရိုဟင်ဂျာတွေအပေါ်အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီးလူသားမျိုးနွယ်အပေါ်ရန်စွမ်းမှုတွေကျူးလွန်ခဲ့တယ်လို့ ICC ရှေ့နေချုပ်ရုံးကဆုံးဖြတ်ထားပါတယ်။ဒါအပြင် ICC ရှေ့နေချုပ်ကာရင်အာဆက်အမတ်ခန်ကစစ်ကောင်းဆောင်ဘုံချုပ်မှုကြီးမင်းအောင်လှိုင်ကိုဖမ်းဝင်ထုတ်ဖို့ ICC တရားရုံးကပြီးခဲ့တဲ့နှစ်နိုဝင်ဘာ28ရက်ကရှောက်ထားခဲ့ပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။